ရပည့်ရှစ်ပန်းဆိုတာဖျားပွင့်နေတဲ့အချိန်မှာတစ်ငရဲမှာဖြစ်နေခြင်းနှစ်ဒိဋ္ဌံဖြစ်နေခြင်းသုံးပြိတ္တာဖြစ်နေခြင်းလေးတက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်သာရှိတဲ့ပြမနာသာရှိတဲ့ပြမမျိုးဖြစ်နေခြင်းငါဖျားတရားနဲ့ဝေးလံနဲ့တော်ချုံချုံချာ ဒေတာများမှသွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်6အယူမဝါဒမှားယွင်းနေခြင်းခေါ်အသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်းဖျားပွင့်နေတဲ့အချိန်မှာဖျားဘယ်လိုပွဲပွင့်ပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လမ်းမရှိတော့အေးနောက်တစ်ယောက်ကတော့ အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနိုင်အောင်ခွင့်မရှိဘူးအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်ဒါကိုဩကတာထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးလို့ဆိုတယ်လူတွေစုတောင်းနေကြတယ်ကိုယ့်ကိုစဉ်းစားကြည့်အခုရပြည့်၈ပါးကိုလွတ်နေသလားလွတ်နေရင်အခွင့်ကောင်းရနေပြီ ခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးအလုံးလေရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရဗဆန်ရှိမှဖြစ်မှာဗဆန်မရှိလို့ဖြစ်ဘူးရှာကြရမှာခွေကြရထို့တူပဲဘုန်းကြီးတို့တူလူ့ဘဝရဖျံသာသနာတော်နဲ့ဂျုံတွေ့ တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုပ်နိုင်သေးဘူးအာရီတမီရေးစီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချင်းရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုပ်လိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီအမြတ်မရလိုက်တော့ရှုံးသွားပြီဘဝရလာတဲ့အချိန်မှာ အနှစ်သာရနဲ့အခါကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာနော်ပစ္စည်းဥစ္စာကအနှစ်လားစီးစိတ်ဥစ္စာတွေကအနှစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကအနှစ်လားဆိုတာစဉ်းစားကြည့်အနှစ်ရှုဆိုတာသာဝရပိုင်ဆိုင်မှုရှိပြီးကိုယ့်အတွက်ရည်ရှိအကျိုးပြုတာအနှစ် ကာဆိုတာခဏလေးဘယ်ရာပဲဖြစ်ဖြစ်အကာဟာခဏလေးနဲ့ပြတ်တယ်အနစ်ဆိုတာကြာရှိခံအဲ့တော့ကြာရှိခံတဲ့ဟာကိုလုပ်မလားတတန်းတူတဲ့အရာနဲ့ပဲအချိန်ကုန်သွားမလားဒါကိုကိုစဉ်းစားဖို့အဲ့တော့အကာဆိုတာဘာတွေတော့လောကဒုသားတွေဟာစီးပွားဥစ္စာတွေကြီးပဲရှားနေမယ်ဆိုရင်အကာတွေပဲရှားတယ်လို့ပြောဘာဖြစ်လို့လဲ ချမ်းသာရင်မသုံးရဘူးလားဆိုသုံးရပါလေတိုက်တွေတဲကားတွေဝဲစိတ်မကြဘူးလားကြပါအဲ့ဒါတခဏလားထာဝရလားလို့ဆိုတခဏလေးပဲမကြခင်ပဲဘဝတစ်ခုဆုံးသက်သွားရင်အားလုံးပြစ်ထွက်ရတာအနစ်သာရဆိုတာမဟုတ်ဘူးလို့ဆိုလို့စည်းစိမ်ဥစ္စာလဲထို့တူပဲပိုင်ဆိုင်တဲ့အချိန်လေးသား မော်လို့ကြွားလို့တုံးလို့ဖြုံလို့နေနိုင်တယ်မရှိတော့ဘူးဆိုလို့ရှိရင်သွားပြရင်တော့ तू อ่ะတခဏအရာတွေကိုသာဝရထင်ပြီးတော့အချိန်နေအများကြီးပေးလိုက်မယ်ဆိုရင်တခဏပဲအကာရင်နဲ့ပဲဆုံးသတ်တော့မှာဖြစ်တယ်အနိတာရကိုရအောင်ယူတဲ့အခါကိုခန္ဓာကိုယ်ရဲ့အနိတာရဆိုတာအဲပစ္စည်းဥစ္စာရဲ့အနိတာရဆိုတာပါလဲ ဒီစီးပွားဥစ္စာရှာလို့ရတဲ့ထဲကဒါနကောင်းမှု ပြုလိုက်ပြီဆိုရင်ဒါအနှစ်သာရအဲ့ဒါကြတော့ကိုပိုင်သွားပြီဒါနကောင်းမှုလုံးလိုက်တယ်ဖရာတဲတယ်ကြောင်းဆောက်တယ်ရှင်ပြုတယ်လူမှုတမ်းမှုတွေလုပ်တယ်ကြီးရွာလမ်းမတွေခင်းတယ်အများကောင်းကျိုးအတွက်အတုံးချတယ်အများအကျိုးအတွက်အတုံးချတယ်ဒါနကောင်းကိုရထားတဲ့ကိုပိုင်ထားတဲ့ပစ္စည်းကိုမြှောက်ဝေပြီးတော့ လူတွေတန်းနေပြီးတဲ့ကန်းနေဟောတာကအနှစ်ကိုရလိုက်တာပဲဖြစ်တယ်။ဂျန်တဲ့ဟာတွေကမတည်ခင်လေးပဲပိုင်ဆိုင်တော့လဲတည်တော့ရင်ကိုပြစ်ခဲ့ရမယ်ဒီလိုဆိုသာဝရမဟုတ်ဘူးတက္ကနာမြတ်သာခိုင်မာမှုမရှိတဲ့ပစ္စည်းတွေတဲ့ဒါနဆိုတဲ့ကုသိုလ်ဆိုတဲ့အနှစ်သာရကိုထုတ်ယူလိုက်ပြီးဆိုလို့ရှိရင်ဒီလူဟာတော့အမြတ်ရလိုက်ပြီတို့